โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ control logic instruction တွေတက်ကပဲကျွန်တော်တို့ကเนาะဒီ jump instruction နဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြောနေတာဗောနော်အဲ့တော့ jump instruction ကိုကျွန်တော်တို့တကယ်လို့ timer တွေနဲ့တွဲသုံးရင်ဘာတွေဖြစ်သွားနိုင်လဲဆိုတာကိုကျွန်တော်ဒီနေ့ရဲ့သင်ခန်းစာမှာအဲဆက်ပြီးတော့ကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ control logic နဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်ဗောနော်ဒီနေ့မှာတော့ကျွန်တော်က เนาะไตมาดิทုံးပြီးတော့ကျွန်တော်တို့ on ရဲ့အခါမှာเนาะဒါတွေဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ဒီမှာတစ်ချက်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ไตมาကကျွန်တော်တစ်ခုနေနဲ့လုံလောက်တယ်ဒါဆိုကျွန်တော်ဒီမှာไตมาတစ်ခုလည်းပဲကျွန်တော်ထည့်လိုက်ပြီပေါ့เนาะအဲ့တော့ဟုတ်ပြီเนาะအဲ့ဒီနေ့ကျွန်တော် logic တစ်ခုတော့ထည့်ထားလိုက်ရင်တော့ပို့ပြီးတော့ကောင်းပါတယ် โอเคတော့ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ timer ကိုဒီ jam ထဲမှာညက်ပြီးတော့သုံးမှာဆိုရင်เนาะဘာတွေဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ဒီမှာဒီ program မှာရှင်းပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ timer နဲ့ပတ်သက်တဲ့เนาะကျွန်တော် data type ပဲယူပါမယ် Okay အဲ့တော့အခုကျွန်တော်တို့သုံးလိုက်တာက timer 0ဖြစ်ပါတယ် T4 ဆိုတာကတော့သူ့ရဲ့ address ပဲဖြစ်ပါတယ် အဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့ကဘာတွေထည့်ထည့်မလဲဆိုတော့ preset value တခုထည့်မယ်ပေါ့နော်အဲ့တော့ preset value ကိုကျွန်တော်ကနော်190ဆိုပြီးသတ်မှတ်လိုက်ပါပေါ့နော်190ဆိုတာတကယ်တော့အပြင်းမှာဆိုရင်တော့ကျွန်တော်တို့က16စက္ကန့်ပေါ့နော်ကျွန်တော်ဒါ mini second နဲ့ပေးရတာဖြစ်ပါတယ်100 mini second ပုံမှန်မူတည်ပြီးတော့ပေးရတာဖြစ်ပါတယ်0.1 second ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုတစ်ချက်စမ်းကြည့်အောင် ဲ့တော့ကျွန်တော်ကဒီမှာပေါ့နော်အရင်တော့ပဲကျွန်တော်တို့ဟာလာဒီရှေ့က program လို့ပဲကျွန်တော်ဒီမှာနော် jump power ပေးကြည့်ပဲနော်ဒါကျွန်တော် jump power မပေးဘဲနဲ့မောင်းကြည့်မယ်ဟုတ်ပြီနော်ဒါဆိုရင်အခုကျွန်တော်တို့ကအတိုင်းမှာမောင်းနေတဲ့ output လည်းထွက်နေတယ်ဟုတ်ပြီနော်အဲ့တော့ဒီ situation မှာကျွန်တော်တို့ကနော် jump ဝင်လာပြီ okay ဒီမှာ jump ဝင်လာပြီဟုတ်ပြီနော်အဲ့တော့ jump ဝင်လာပြီဆိုရင်ကျွန်တော်တို့ဒီတိုင်းမှာမဖြစ်သွားလဲတစ်ချက်ကြည့်ပါနော် တိုင်မာကလက်ရှိမောင်းနေတဲ့ preset value ဘာဖြစ်သွားလဲဆိုတော့သူကရက်သွားတာဟုတ်ပြီနော်လက်ရှိမောင်းနေတဲ့ preset value ကရက်သွားတယ်ဆိုတော့ဒါက jam အတွင်းနဲ့အတိုင်မှာဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော် jam အပြင်အတိုင်မှာမဖြစ်မလဲကြည့်အောင်နော် Okay အဲ့တော့ jam အပြင်အတိုင်မှာကိုကျွန်တော်ကဒီမှာသုံးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ copy ဟုတ်ပြီနော် တိုင်းမှာတော့1ကျွန်တော်သုံးလိုက်မယ်အဲ့တော့ကျွန်တော်အချိန်အတူတူပေးလိုက်မယ်ဗောနော်ကျွန်တော်အချိန်အတူတူပေးလိုက်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်ဒီမှာမလုပ်လို့ဆိုနည်းနည်းလေး not straight ပုံစံလေးချိန်လိုက်မယ်ကျွန်တော်ဒီမှာဒီတိုင်ပါကတော့တကယ်တော့သူကတော့ဒါ jam လို့တော့မဆိုင်ဘူးဗောနော်ဒါတော့သူကသူ on နေတယ် jam ရဲ့အပြင်အတိုင်းမှာဒါပေမဲ့ကျွန်တော်ကမအောင်လို့ဆိုဒီ jam ရဲ့ input နဲ့အတူတူပဲပေးလိုက်မယ်ဟုတ်ပြီနော်အဓိကကဘာလဲကျွန်တော် jam ဝင်လာတဲ့အချိန်မှာ เนาะကျမ်းဝင်လာတဲ့အချိန်မှာဒီတိုင်မှာကိုမောင်းမယ်ဟုတ်ပြီเนาะဒီတိုင်မှာကိုမောင်းမယ်ဒါပေမဲ့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီတိုင်မှာကဲဟလာ address ကိုခလုတ်ကိုကျွန်တော်က close change ထားလိုက်ဟုတ်ပြီเนาะဒီတိုင်မှာရဲ့ခလုတ်ကို address ကိုကျွန်တော်က close အနေနဲ့ထားထားလိုက်မယ်ဟုတ်ပြီเนาะ okay ဒါကကျွန်တော်ကျွန်တော်တို့ဒီကျမ်းဝင်လာတဲ့အချိန်မှာဒီတိုင်မှာကเนาะဆက်ပြီးတော့ရက်သွားမှလားမောင်းမှလားဆိုတော့ကျွန်တော်တို့ကကြည့်မှာဟုတ်ပြီเนาะ တကယ်တမ်းကျတော့ကျွန်တော်တို့သူ့ကိုเนาะ on off လုပ်လို့ရတယ်เนาะ on off တိုက်တူလုပ်လို့ရတယ်အဲ့တော့ကျွန်တော် address ကအတူတူပေးလိုက်ရတယ်တကယ်လို့အတူတူမပေးလဲရတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ကတော့ဒီမှာတော့ address ကိုနည်းနည်းလေးအဲကျွန်တော်ဒီမှာနည်းနည်းလေးပြန်ချိန်လိုက်ပဲဗောနောအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ jam အတွင်းထဲက input နဲ့ jam အပြင်အတူတူပဲပုံစံမျိုးကျွန်တော်ပေးလိုက်ဟုတ်ပြီเนาะโอเคဒါဆိုရင်ကျွန်တော်တစ်ချက်စမ်းကြည့်ပါမယ် အဲ့တော့ primary address တော့မတူဘူးเนาะဒါပေမဲ့ကျွန်တော်တို့ပေးထားတဲ့ preset value တူတယ်အဲ့ဒီသဘောနဲ့ကျွန်တော်တို့အတစ်ချက်စမ်းကြည့်မယ်ပေါ့နော်แกဟုတ်ပြီဒါဆိုရင်ကျွန်တော် run ကြည့်မယ်ဟုတ်ပြီเนาะဒါဆိုကျွန်တော် jam ဝင်ထားတယ် jam ဝင်ထားတဲ့အချိန်မှာကျွန်တော်တို့ကเนาะဒီ timer ကိုမောင်းမယ်ဆိုရင်ဒီ timer တော့မမောင်းဟုတ်ပြီเนาะကျွန်တော်ဒီမှာเนาะ ထုံးစံတိုင်းတိုင်းမှာမောင်းဒါပေမဲ့ဒီတိုင်းမှာတော့မောင်းမယ်ကျွန်တော် input တူရတဲ့ဒီတိုင်းမှာမောင်းမယ်โอเคဒါဆိုကျွန်တော်ဒီဒီကောင်ပြန်ဖြုတ်လိုက်တဲ့အခါကျွန်တော် accumulated value က0ပဲဖြစ်သွားတာကိုတွေ့ရတယ်ပြောမယ်ဆိုရှင် तू က input မရတော့တဲ့အတွက် timer က auto reset ပြန်ချသွားတယ်ဟုတ်ပြီတော့ timer ဒီသူ့ရဲ့သူ့ရဲ့ reset ကို auto ပြန်ချသွားတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အခု jump လဲဝင်ထားတယ်ဟုတ်ပြီနော်ကျွန်တော်ဒီ input လဲပေးလိုက်ဟုတ်ပြီနော် jump လဲဝင်ထားတယ်ဒီ input လဲ နော်ဒါကြောင့်ဂျမ်းကိုဖြောလိုက်မယ်ဒီ input ပေးကြည့်မယ်ဟုတ်ပြီနော်အဲ့တော့သူတို့ကနှစ်ခုကအတူတူမောင်းနေတယ်အချင်းတူတူပဲနော်ဒီမှာသူမောင်းနေတယ်ဒါကြောင့်သူတို့ကအဲ့အချိန်မှာ jam ဝင်ခဲ့မယ်ဟုတ်ပြီနော်နောက်ပြီး jam ဝင်လာပြီဝင်လာတဲ့အခါမှာကျွန်တော်တို့ကဒီတိုင်းမှာတော့ jam ထဲမှာရှိနေတော့သူကဆက်မောင်းသွားတယ်ဒါပေမဲ့ဒီတိုင်းမှာပဲသွားဆိုတော့ jam ရဲ့ထဲမှာရှိတဲ့ဖြစ်တဲ့အတွက်သူက return တိုင်းမှာပုံစံမျိုးသူချက်သွားတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ဒီမှာဘာအချက်ကိုတွေ့ရလဲဆိုတော့ jam ဝင်လာတာ ਨੇ တိုင်းမှာဒီ လက်ရှိမောင်းနေတဲ့သူ့ရဲ့ accumulated value တနည်းအားဖြင့်ပြောမလို့ time ဟာဆက်ပြီးတော့မမောင်းတော့ဘူးเนาะသူက pass ကို pass မှုရောက်သွားတယ် pass မှုဖြစ်သွားတယ် pass မှုဆိုတာကကျွန်တော်တို့เนาะရက်တန်သွားတယ်ရုတ်တရက်ရက်တန်သွားတာဟုတ်ပြီနော်တကယ်တော့ကျွန်တော် jump ကိုပြန်လွတ်လိုက်တယ်ဆိုမှ timer ကပြန်မောင်းမှာเนาะဒီချိန်မှာကျွန်တော်တို့ကဒီ input နဲ့ input to meter ညာလဲကျွန်တော်တို့က differential ဖြစ်သွားပြီဟုတ်ပြီနော်ဒီမှာ differential ဖြစ်သွားတာပဲဖြစ်ပါတယ် ဆိုတော့ဒီ input ကိုကျွန်တော်ပြန်ဖြုတ်လိုက်မယ်ဆိုရင်တော့ဒါတော့သူက reset အရင်ပုံစံတိုင်းဖြစ်သွားမယ်အဲ့တော့ jam ဝင်လာခဲ့ရင်တိုက်ပါသည် preset ပြန်ပြီးတော့ဖြစ်တယ်ဟုတ်ပြီနော် preset ပြန်ပြီးတော့အဲရေရိုးနေရာမှာဖြစ်တယ်ဒီမှာတော့ preset value no zero ကိုပြန်မရောက်တော့ဟုတ်ပြီနော် preset ရဲ့ value ကသူကရောက်ရောက်နေရာရဲ့မှာ pass လုပ်ပြီးတော့ pass မလုပ်ပြီးတော့ကြံခဲ့တဲ့သဘောမျိုးလေးပဲဖြစ်ပါတယ်ဆိုတော့အဲဒီနေ့ရဲ့သင်ခန်းစာကတော့ ဒီတိုင်မာကိုကျွန်တော်တို့ကဂျမ်ထဲမှာသုံးမယ်ဆိုရင်ဘယ်လိုမျိုးသုံးလို့ရလဲဆိုတာပေါ့နော်ဆိုတော့တိုင်မာရဲ့အမျိုးအစားကတော့အမျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတွေ့ရမယ်တိုင်မာရဲ့အမျိုးအစားအမျိုးမျိုးရှိတယ်။အဲ့အဲ့တိုင်မာတွေအားလုံးကဒီထဲမှာအကျုံးဝင်တယ်။ဟုတ်ပြီနော်။ဂျမ်ထဲမှာကျွန်တော်ဒီလိုပုံစံမျိုးသုံးလို့ရတယ်။ဆိုတော့ဒါကတော့ဒီဂျမ်နဲ့ကျွန်တော်တို့တိုင်မာကိုတွဲပြီးတော့ပေါင်းပြလိုက်တဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။